အားလုံးပဲမင်္ဂလာပါဒီနေ့ဆာမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆာမလေးဖတ်ပြမယ့်စာလေးကတော့စာရေးဆရာထိန်လင်းရေးသားထားတဲ့ငါတို့မှာငါတို့ရှိရဲဆိုတဲ့အစာအုပ်လေးတွေကစောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်စောင်းမလေးတွေမဖတ်ပြခင်မှာအရင်ပတ်ကလိုပဲငါတို့မှာငါတို့ရှိရဲဆိုတဲ့ကြပြလေးကိုအရင်ဆုံးဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင် ငါတို့မှာငါတို့ရှိတယ်အရှိန်နဲ့အနောက်နေနဲ့ညမတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေဦးကအမွေပေးခဲ့တဲ့တော်လှန်ရေးခီးသွားတွေပါ အနီးနားမှာဇနီးသားနဲ့ဆွေမျိုးမိဘမရှိကြရင်လဲမေတ္တာအပြည့်နဲ့သွေးချင်းတွေကဘာပေါ်ကနေရအနှံ့ကျယ်ပြန့်စွာရှိနေတဲ့အကြောင်းတည်ငောင်းပါပြစေ။ စိုးရိမ်စေထိတ်လန့်စေတွေးဝေစေတိမ်ငယ်စေအဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဒီနေ့ဆ ्याम လေးဖတ်ပြမယ်။စောင်းပါလေးရဲ့ခေါင်းစဉ်လေးကမျိုးဆက်အလုံးပါတဲ့ တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။မျိုးဆက်အားလုံးပါတဲ့တော်လှန်ရေးကဘာကြီးရဲ့ဖြစ်တည်မှုနဲ့အတူ လူသားတွေကလည်းမျိုးဆက်တွေတစ်ခုပြီးတစ်ခု ဖြတ်တန်းကျော်ဖြတ်ခဲ့ကြပါတယ်။ပြောင်းလဲမှုတွေစမ်းသစ်တီထွင်မှုတွေကလည်းနတ်ရေကန်နဲ့ပြစ်ချလိုက်သလိုအလိုရှိရာဝုံကနေပြောင်းလဲသွားတာမျိုးမဟုတ်ပဲ အစဉ်အဆက်တိုးတက်ခဲ့ရတာဖြစ်ပါတယ်။ဆိုကြပါစို့တယ်လီဖုန်းကိုတီထွင်ခဲ့တဲ့အန်တိုနီယိုမော်ချီအလက်ဇန်ဒါဂရေဟမ်ဘဲလ်တို့ကိုယနေ့ကျွန်တော်တို့အသုံးပြုနေကြတဲ့ဆဲဖုန်းတွေ စမတ်ဖုန်းတွေကင်တွယ်ခွင့်သူတို့ရမသွားကြပါဘူး။ သူတို့တီထွင်ခဲ့တဲ့တယ်လီဖုန်းတွေကနေအခြားသောပညာရှင်ပေါင်းများစွာကအစင်စစ်စမ်းသစ်မှုတွေဖန်တီးမှုတွေပြုလုပ်ခဲ့ကြလို့ဒီကနေ့မြင်တွေ့သုံးစွဲနေရတဲ့အစဉ်အထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒီတော့တယ်လီဖုန်းကိုကင်တွယ်ပြီးနှီးမျိုးစုံအသုံးပြုနေကြတဲ့ကျွန်တော်တို့အနေနဲ့စတင်တီထွင်ခဲ့သူတွေအစင်စင်ဖန်တီးခဲ့ကြသူတွေရဲ့ဂျေဇူးတရားကို မေ့ထားလို့မဖြစ်ပါဘူး။ ကိုကငွေကုန်ကြေးကြခံပြီးဝယ်ယူသုံးစွဲတာဖြစ်ပေမဲ့တန်ပေါင်းများစွာသော လူသားများအတွက်အကျိုးရှိအောင်ကျိုးပန့်ခဲ့သူများရဲ့ကျေးဇူးကို မေ့လို့မဖြစ်ပါဘူး။နိုင်ငံရေးနဲ့ပတ်သက်ရင်လည်းဥဆောင်လမ်းပြသူတက်စွန့်ကျိုးပန်းသူလွတ်လပ်ရေးမျိုးစေ့ချသူများကသက်ဆိုင်ရာတိုင်းပြည်များရဲ့ကျေးဇူးရှင်များဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးရတာနှစ်ပေါင်း250နီးပါးရှိပေမဲ့ ဂျော့ဝါရှင်တန်၊ဂျွန်အဒမ်၊တောမတ်ဂျယ်ဖာဆင်၊ဘက်ဂျမင်ဖရန်ကလင်စတဲ့လူလက်ရေးဖခင်များရဲ့ကျေးဇူးကို အမြဲတမ်းအောက်မေ့သတိရဂုဏ်ပြုနေကြရပါတယ်။ဒါတွေကိုတိုင်းဝိုင်းပြီးပြောနေရတာကအကြောင်းရှိပါတယ်။သမိုင်းအမားတွေနဲ့ဖြတ်တန်းလာရတဲ့ကျွန်တော်တို့တိုင်းပြည်မှာမျိုးဆက်တစ်ခုနဲ့တစ်ခုပြတ်တောက်နေတဲ့အကြာကအတိအမြင်အယူဆ၊ကွဲပြားမှုတွေကိုလျော့နေစေဖို့ပဲဖြစ်ပါတယ်။ 1958ခုနှစ်ကစတင်တည်တည်တည်လာခဲ့တဲ့စစ်အာဏာရှင်စနစ်ဟာ1962ခုနှစ်မတ်လ2ရက်နေ့ကစပြီးမြန်မာပြည်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။စစ်အာဏာသိမ်းတဲ့မတ်လ2ရက်နေ့ကိုတောင်သူလယ်သမားနေ့ဖက်စစ်တော်လှန်ရေးနေ့ကိုတပ်မတော်နေ့ဆိုပြီးအာဏာရှင်တွေက အလိမ်ညာတွေအောက်မှာတိုင်းပြည်ကို ကြီးထွားစေခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကိုစတင်ဆန့်ကျင်တဲ့မျိုးဆက်ကလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့မျိုးဆက်နဲ့နောက်မျိုးဆက်ဖြစ်ပါတယ်။အရင်ဆုံးဖမ်းဆီးချုပ်နှောင် နှိပ်စက်ခံခဲ့ရတာလေအဲ့ဒီမျိုးဆက်တွေပါပဲ။1962ခုနှစ်နဲ့1988ခုနှစ်ကြားကာလဟာမြန်မာပြည်လူထုအနေနဲ့ကဘာနဲ့အဆက်အပြတ်ဆုံးကာလဖြစ်ပါတယ်။ဒါကြောင့်ရှေ့ပိုင်းမှာပေါ်ပေါက်ခဲ့တဲ့7 July ရေခင်း အလုတ်သမားအရေးခင်၊ဥတန့်အရေးခင်၊မိုင်းရာပြည့်၊ကျွန်းဆွယ်အရေးခင်စတဲ့အရေးတော်ပုံများကိုကဘာကတိဖို့မဆိုထားနဲ့ကာယကရှင်များနဲ့နီးဆက်ရာလူတချို့ကလွဲရင်ဖြီရင်းကလူတွေတောင်မတိကြပါဘူး။အာနာရှင်တွေကလည်းတိုင်းပြည်မှာနိုင်ငံရေးမငြိမ်မသက်ဖြစ်လာပြီဆိုရင် လူတို့အာယုံမဆိုင်အောင်ဘာသာရေးအထီးကယုံ လူမျိုးရဲ့အထီးကယုံတွေဖန်တီးပြီးအာယုံလွှဲခဲ့တော့ဘာတွေဘလို့ဖြစ်တယ်ဆိုတာပြည်သူတွေကမသိသလိုအချင်းချင်းရန်တိုက်ပြီးတဲ့စိုးကြိုးကိုပါ ခံစားခဲ့ရပါတယ်။ရှစ်လေးလုံးအေးတော်ပုံမှာတော့လွတ်လပ်ရေးရပြီးနောက်ပိုင်းအကြီးမားဆုံးတော်လှန်ရေးအဖြစ်မျိုးဆက်၃လေးခုကပါဝင်အောင်ကြွခဲ့ပါတယ်။ အဲ့ဒီတုန်းကအာနာသိန်းနဲ့ဆိုတာအုတ်ချုပ်ရေးအာနာကိုစစ်အရေးကွန်ချွတ်သားသူတွေထံကယူနီဖောင်းဝတ်တွေက အစားထိုးနေရယူလိုက်တဲ့သဘောပါ အာနာသိန်းနဲ့ဆိုတာထက် လူပြောင်းနာမည်ပြောင်းပြီးအကျန်းနီးနဲ့အုတ်ချုပ်ပြလိုက်တာပါ မြန်မာပြည်ရဲ့စစ်အာဏာရှင်တော်လှန်ရေးသမိုင်းဟာနှစ်ပေါင်း60အတွင်းအလဲပြောင်းမျိုးစုံတော်လှန်မှုပုံစံမျိုးစုံကိုဖျက်ဆီးခဲ့ရသလိုအခွင့်အရေးအကန့်အသတ်တွေချားမှာအတွေးခေါ်အသိမြင်တွေလက်ဆင့်ကမ်းရင်းကြောဖြတ်ခဲ့ရတာဖြစ်ပါတယ်လူတိထင်ရှားအဖြစ်အပျက်တွေထက် မထင်မရှားဆုံးရှုံးနစ်နာခဲ့ရမှုတွေကပိုများပါတယ်အမောင်တို့ကြီးစိုးတဲ့အခါတော်ယုံအလင်းရောင်ကတိုးမပေါက်ပါဘူး ဒါပေမဲ့ရှေးပိုင်းမျိုးဆက်တွေရဲ့လှုပ်ဆောင်မှုတွေကတော်လန်ရေးကို မျိုးစေ့ချခဲ့တာဖြစ်ပါတယ်။မျိုးဆက်တိုင်းမှာအားနေချက် အားသာချက်တွေရှိပါတယ်။အရာရာပြည့်ပြည့်စုံတဲ့မျိုးဆက်ဆိုတာမရှိပါဘူး။ဉာဏ်အမျောအမြဲရှိတာချင်းတူရင်တော့ပထမမျိုးဆက်ကအတွေ့အကြုံပိုရှိပြီး နောက်မျိုးဆက်ကနီးပညာတက်ကြွမှုပိုရှိပါတယ်။ ရှင်သန်ကြီးပြင်းရတဲ့ကာလပေါ်မှာမူတည်လို့ကွဲပြားတဲ့အသိအမြင်တွေလည်းရှိနိုင်ပါတယ်။ကျေးဇူးတင်ကြမယ်ဆိုရင်လည်းခေတ်ဆက်ဆက်အာနာရှင်စနစ်ကိုတော်လန့်ဆန့်ကျင်ခဲ့ကြသူများက နောက်လူတွေကျေးဇူးတင်ရမယ်သူတွေပါ။ဒီကနေ့ကြုံနေရတဲ့ຫນွေဦးတော်လန့်ရေးဟာ တိုင်းပြည်ရဲ့နေရာအနှံ့ကမျိုးဆက်အလုံးပါဝင်တဲ့တော်လန့်ရေးဖြစ်သလိုမြမသမိုင်းမှာအညီညွတ်ဆုံး အာနာရှင်တော်လှန်ရေးလဲဖြစ်ပါတယ်။ဒီရေးတော်ပုံပျက်စီးရာပျက်စီးကြောင်းတတ်ရှုသွေးခွဲမှုတွေကို အပြန်အလှန်လေးစားမှု အပြန်အလှန်တင်ယူမှုတွေနဲ့အင်အားအပြည့်ကျော်ဖြတ်မယ်ဆိုရင်စစ်အာနာရှင်စနစ်ကိုမြမမကြီးကအပြစ်ပြက်မောင်းထုတ်နိုင်မှာဖြစ်ပါတယ်။ညီညွတ်ခြင်းဟာ အကြီးမားဆုံးအင်အားဖြစ်ပါတယ်။မမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်။22ရက်2လ2022 ဆံမလေးကနောက်ထပ်အဆောင်ပါလေးတစ်ပုဒ်ကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်။ဆောင်ပါလေးရဲ့ခေါင်းစဉ်ကတော့သမိုင်းအလှဲ့အပြောင်း ဖြစ်ပါတယ်။သမိုင်းအလှဲ့အပြောင်းတော်လှန်ရေးတိုင်းအစဉ်ပြေပြေမရှိခဲ့သလိုအချို့သောဖြစ်ရက်တွေကလည်းသမိုင်းအလှဲ့အပြောင်းကြီးကြီးမားမားဖြစ်ပေါ်စေပါတယ်။အထူးသဖြင့်အလှဲ့အပြောင်းတွေက လူသမိုင်းအတွက်ကောင်းသွားတာတွေ ရှိသလိုပုံမိုဆိုးရွားသွားစေတာလည်းရှိပါတယ်။ဒါပေမဲ့လူဆိုးကလုတ်တဲ့အလဲပြောင်းတွေကတော့ဘရောမှကောင်းတဲ့အချိုးအကွေ့မဖြစ်ပါဘူး။အမေရိကန်သမိုင်းတွေကအလဲပြောင်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ဖြစ်ရက်ကနှစ်ပေါင်း250နီးပါးကအဖြစ်ပြက်ဆိုတော့လူသိနေတဲ့ဖြစ်ရက်ဖြစ်နိုင်ပါတယ်။ American လွတ်လပ်ရေးအတွက်တော်လန်ရေးဆင်နွှဲနေကြပါ။ ဂျော့ဝါရှင်တန်ကို သူစားမဲ့ဘဲပကံမှာအစိတ်ထည့်ပြီးလှုပ်ကြံဖို့စူးစားခဲ့တဲ့ဖြစ်ရပါအမေရိကန်ဒေါ်လာရေးတက်ရဲ့ဘိုးချုပ်ကြီးဖြစ်တဲ့ဂျော့ဝါရှင်တန်ကို သူ့ရဲ့အဆောင်တန်မှာတောမန်ဟစ်ကီကလှုပ်ကြံဖို့စီစဉ်တာပါ သူကလှုပ်ကြံမှုအတွက်အိမ်အကူအမျိုးသမီးဖီဘီဖရန့်စ်ကိုတင်သွင်းပြောဆိုပါတယ်သူမလှုပ်ရမဲ့တာဝန်ကအစိတ်ခတ်ထားတဲ့ဘဲပကံဂျော့ဝါရှင်တန်ကို ကျွေးမွေးဖို့ဖြစ်ပါတယ်။ဒီလိုလှုပ်ဖို့ဖီဘီကသဘောတူလိုက်ပါတယ်။ဒါပေမဲ့ပဲပကံသွားပေးတဲ့အခါသူကဂျော့ဝါရှင်တန်ကိုခတ်တူးတူးတတိပေးစကားပြောခဲ့ပါတယ်။ဒီတော့ဂျော့ဝါရှင်တန်ကလာကျွေးတဲ့ပဲတွေကို မစားဘဲဘရင်းဘောက်ကနေတုံချလိုက်ပါတယ်။မြေကြီးပေါ်ကြတဲ့ပဲစီတွေကို စားမိတဲ့ချက်တွေသိကုန်ပါတယ်။ဒီဖြစ်ရဟာ တိုင်းပြည်အတွက်အင်မတန်ကံကောင်းနေဖြစ်ရပါအကယ်၍လှုပ်ကြံမှုအောင်မြင်သွားခဲ့ရင်တော်လန်ရေးတက်ကြီးကိုဂျော့ဝါရှင်တန်ကဥဆောင်နိုင်တော့မှာမဟုတ်သလိုအမေရိကန်ပြည်ထောင်စုဆိုတာလဲပေါ်ပေါက်လာဖို့မလွယ်ပါဘူးဒီနေရာမှာ အရေးပါတဲ့အရာတစ်ခုကသစ္စာရှိမှုပါအစိတ်ခက်တာကိုတည်ထားတဲ့ ကိုရိုင်းကအစိတ်ခတ်ထားတဲ့ဘဲပကံကိုသွားပေးရတဲ့အိမ်ကူအမျိုးသမီးဖီဘီဟာ သူ့ရဲ့အသက်ကို ရှင်းပြီးခေါင်းဆောင်ကိုကယ်တင်လိုက်တာဖြစ်ပါတယ်။သူ့ရဲ့ကယ်တင်မှုကဂျော့ဝါရှင်တန်တယောက်တည်းကိုကယ်တင်လိုက်တာမဟုတ်ဘဲအမေရိကန်တော်လှန်ရေးနဲ့အမေရိကန်ပြည်ထောင်စုကိုကယ်တင်လိုက်တာဖြစ်ပါတယ်။ ကဘာပေါ်ပါဖြစ်ပေါ်ခဲ့မှုတဲ့လှုပ်ကြံမှုတွေမှာအာနာရှင်တွေထက် လူကောင်းသူကောင်းတွေကိုလှုပ်ကြံခံရတာပိုများပါတယ်အထူးသဖြင့်အများအတွက်လုတ်ကင်ဆောင်ရွက်သူတွေက ကြောက်ရွံ့ဖို့မကောင်းတာတပားသူအပေါ်ယုံကြည်စိတ်ပိုထားတာတွေကြောင့်ဖြစ်ပါတယ်ဒီလိုကောင်းမွန်တဲ့အမှုချင်းတွေကသူတို့လုံခြုံရေးအတွက်အားနည်းချက်ဖြစ်ရတာကတော့စိတ်မကောင်းစရာအချက်ပါ ခံစရာရှိရင် လူကောင်းတွေကခံကြရပြီးဆံစရာရှိရင်လူဆိုးတွေကဆံနေကြတဲ့အာနာရှင်စနစ်ဆိုးကလည်းအ мян ဆုံးပျောက်ကွယ်ဖို့လိုပါတယ်မြမလွတ်လပ်ရေး85နှစ်တည်းဝင်လာချိန်မှာနှစ်ပေါင်း60လောက်အာနာရှင်စနစ်လက်အောင်နေထိုင်ခဲ့ရတဲ့အဖြစ်ကဒီတိုင်းမျိုးကိုကမ္ဘာအလယ်မှာမျက်နာမငယ်ရအောင်လှုပ်ဆောင်ခဲ့တာ ਨੇ အတူတူပါပဲ။ ဒါတွေပပျောက်ဖို့ယခုဆင်နွှဲနေတဲ့တော်လန်ရေးအောင်မြင်ဖို့အရေးကြီးပါတယ်။သစ္စာရှိမှုတွေအကြောင်းပြောကြတဲ့အခါစန့်ကျင်ဘက်ဖြစ်တဲ့သစ္စာမဲမှုသစ္စာဖောက်မှုတွေကိုလည်းပြောရပါလိမ့်မယ်။သစ္စာဖောက်တယ်ဆိုတာယုံကြည်ထားရသူကစန့်ကျင်တာဖက်ပြောင်းတာအနောက်ရှက်လောက်တာဖြစ်ပြီးအဲ့ဒီလိုလောက်ရက်တွေကပျက်စီးရာပျက်စီးချောင်းကိုဥတီပါတယ်။ တော်လန်ရေးတည့်ရဆင်းနွှဲရတဲ့အခါငကူကမညီညွတ်မှုတွေကိုညီညွတ်အောင်အားရှိအောင်စ조사ဆောင်ရွက်နေရသလိုအာနာရှင်တွေရဲ့ဖိနှိပ်ရဆက်မှုတတ်ရှုသွေးခွဲမှုတွေကိုပါရင်ဆိုင်ကြရတာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာအချင်းချင်းနောက်ကျောလုံလုံစိတ်ချထားရဖို့ဟာသိအရေးကြီးပါတယ်တော်လန်ရေးအင်အားစုတွေကပုံမညီညွတ်ရမယ့်အချိန်မှာယခုအခါက သွေးကွဲရင်ခွေးဆွဲမယ်ဆိုတဲ့အဆင်တော့မဟုတ်ပါဘူးသွေးမကွဲပဲခွေးဆွဲနေတဲ့ခေဖြစ်ပါတယ်ဒီချိန်မှာတော်လန်ရေးရဲပေါ်ချင်းချင်းအမှန်တရားဖတ်တော်သားချင်းချင်းညီညွတ်ဖို့သစ္စာရှိဖို့ကြာရနေရကထမ်းနိုင်တဲ့တာဝန်တွေကိုထမ်းကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေကောင်းစားဖို့တာယာဝါပြောဖို့ဆိုတဲ့စိတ်စေတနာနဲ့ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဒီတော်လန်ရေးဟာ အားလုံးကကိုစီကိုစီလမ်းဖောက်နေရတဲ့တော်လန်ရေးဖြစ်တယ်လို့အနောက်ရှက်အဟံအသားတွေနဲရင်နဲသလိုခီးပေါက်နိုင်မဲ့အနေအထားဖြစ်ပါတယ်။ပညာရေးဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်း၊သာသနာဝန်ထမ်းစသဖြင့်အားလုံးကမူလဝတ်စုံတွေကိုပြည့်ပြီးတော်လန်ရေးဝတ်စုံကိုပြောင်းလဲဝတ်ဆင်စ조사ဆောင်ရွက်နေကြချိန်လေးဖြစ်ပါတယ်။ဒါကိုနားမလည်နိုင်ရင်တော့တော်လန်ရေးရေးစီးကြောင်းမှာ ကိုကကြံရစ်ခဲ့ရမှာပါဒီတော်လန်ရေးဟာ လူတူးချင်း ပုံကိုရေးတိဆောက်ဖို့တူးရဲကောင်းစားဖို့နာမည်ကြီးဖို့လှုပ်ဆောင်နေကြတဲ့တော်လန်ရေးမဟုတ်ပဲအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တစ်ခုပေါ်ပေါက်ဖို့ကြိုးပမ်းအားထုတ်နေကြတာဖြစ်ပါတယ်ဒီလိုသဘောထားချင်းတူတူတွေကစူပေါင်းလှုပ်ဆောင်နေကြတာဖြစ်လို့ဘာမှအားငယ်စရာမအောင်မြင်စရာမရှိပါငါတို့မှငါတို့ရှိပါတယ် တရက်3လ2022ဒီနေ့မှာတော့ဆံမလေးကစောင်းမလေးနှစ်ပုဒ်ကိုဖတ်ပြသွားတာဖြစ်ပါတယ်ရှေ့ရက်တွေပါလဲဆံမလေးကစောင်းမလေးတွေကိုဆက်လက်ပြီးဖတ်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နားဆင်ခံစားပေးကြပါဦးရှင်အခုလိုမျိုး အချိန်ပေးပြီးနားဆင်ပေးတဲ့ချစ်ရတဲ့ပြည်သူတွေကိုလည်းကျေးဇူးများကြီးတင်ပါတယ်